ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါတတိုင်းတိုင်းဝက်လက်နယ်တဲကိုရွာစင်ပတ်မွေစစ်ကြောင်းထိုးနေတဲ့စိုးစုတက်တွေကတလအတွဲမှာကျေးရွာ၁၂ရွာကိုမိရှုဖြစ်စည်းခဲ့ပြီးဆက်လက်စစ်ကြောင်းထိုးမိရှုနေဆဲဖြစ်တာကြောင့်ရွာပေါင်း၂၀ကျော်ကဒေသခံ၂၀၀ကျော်စစ်ပေးဆောင်ထွက်ပြေးနေရတယ်လို့ဝက်လက်မြို့နယ်လူထုအသပိတ်တိုက်ပွဲဥဆောင်ကော်မတီကတာဝန်ရှိသူတို့ကအမှတ်ပြုကိုပြောပါရတယ်။ အောက်တိုဘာ23ရက်ကနေနိုဝင်ဘာ23ရက်ထိဝက်လက်နယ်ကကဒူးမူကြီးထုံးဘူရွာတော်ကုန်းလိန်ပင်ရွှေချင်း ခေါ်တော်ဆိုင်နိုင်လေးတမကုန်းတဒက်ဦးမြင်းတော်ရွာနဲ့လှတော်ရွာတွေကိုစိုးစုကစင်းင်းဝင်ဝေဖောက်တွင်းလူရက်ပြီးနောက်ကျေးရွာ12ရွာထပ်မင်းကိုမိရှုဖြစ်စီခဲ့တာပါလက်ရှိမှာနေမောင်းတရခန့်ပြီးပြောင်ပြကြခဲ့ပြီးတော့စိုးစုစကြောင်းတွေရှိနေသေးတာကြောင့်ပျက်စီးဆုံးရှုံးမှုအရေးအတွက်ကိုတော့မသိရသေးပါဘူး ဝက်လက်နဲ့အနောက်ခြမ်းစကိုင်းရှိဖို့ကားလမ်းမပေါ်ကအချက်ချကြတဲ့နေရာဖြစ်တဲ့ရွာသားချင်းရွာတဲ့စကိုင်းမြို့အခြေဆိုင်ချင်းမြန်တက်မဌာနချုပ်တက်မ33ကအင်အားရာနဲ့ချီတဲ့စုပ်စုတွေဟာအထိုင်ချတဆွဲကအနီးဝန်းကျင်ကရွာတွေကိုအော်တိုဘာလကုန်ပိုင်းလောက်ကစတင်ပြီးတော့စစ်ကြောင်းများစွာထိုးပြီးစီးနှင်းမိရှူတာတွေလှုပ်ဆောင်နေရဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလကလည်းရွာသားချင်းအနီးတိုက်ပွဲဖြစ်ပွားပြီးနောက်စုပ်စုကလေချောင်းကနေ လူလက်နဲ့အင်အားဖြစ်တင်ပြီးနောက်ရွာစင်လက်စစ်ကြောင်းထိုးစင်းနေလူရဲ့မိရှူတာတွေပိုကျူးလွန်နေတာလို့ဒေသခံတွေကပြောပါတယ်။တစ်ချိန်တည်းမှာပဲစိုးစုကခြေရွာတွေကိုစင်းနေတာပြင်ဒေသခံပြည်သူတွေကိုဖမ်းဆီးကာခိုးရပါပစ္စည်းတွေကိုတဲခိုင်းတာဒဇာကန်နေနဲ့လူသားအတိုင်းကအဖြစ်အသုံးချရတွေလည်းကျူးလွန်နေပြီးနိုဝင်ဘာ3ရက်ကဖမ်းဆီးခဲ့တဲ့မော်ဂရီရွာဒေသခံ40ကျော်ကိုလည်းလက်ရှိချိန်ထိပြန်မလွတ်သေးဘူးလို့ပြောပါရတယ်။ဒါပြင်တလအတွင်းစိုးစုကဂျိုင်းယိုကော်ပိုရာ ပါရာမော်တာနဲ့ဂျက်ဖိုက်တာတိုက်ခိုက်ရဟန်းရင်နေနဲ့လေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်160ခန့်ပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာဆိုးစုရန်ကြောင်းရွာသားကြီးထုံးဖို့တတအိုးတမကုံရွာတော်ကုံဥတီကုံအုတ်ဖို့ကုံကရူစတဲ့ဝက်လက်နဲ့ကျေးရွာ20ကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရပါတယ်။အမြဲတမ်းစပေးရှောင်ပြည်သူ4000ခန့်ရှိတာကြောင့်အရေးပေါ်အစားအသောက်စေဝါနဲ့စောင့်တဲ့အနှွေးထည်တွေလိုအပ်နေရလို့စစ်ရှောင်ရေးကူညီနေသူတွေကပြောပါတယ်။